တော်တော်ငတ်နေတဲ့နဲ့တူတယ်ဗျာအမေအခု82နှစ်ပြည့်သွားပြီ83နှစ်ထဲမှာပေါ့အမေရုပ်ရှင်ရိုက်ခဲ့တာသူလို့ရှင်ကားပေါင်း100ကျော်တယ်ဝင်းဦးနဲ့ရိုက်ဖူးတယ်ရွှေမနဲ့ရိုက်ဖူးတယ်မြင့်အောင်နဲ့ရိုက်ဖူးတယ်ကောလဂျင်နေဝင်းနဲ့ရိုက်ဖူးတယ်ညွန့်ဝင်းနဲ့ရိုက်ဖူးတယ်ဝင်းညွန့်နဲ့ရိုက်ဖူးတယ်အမှုပညာတက်တန်းပြောရင်အမေ73နှစ်သမီးလေးရ 90ရှိသွားတယ်190လုံးချင်သေးတယ်ဒါပေမဲ့ကိုကလုံးချင်ပြီမဲ့ခေါ်တဲ့လူမှမရှိတာဒါရဲ့သုံးညအောင်မယ်ဆိုရင်တော့အမေလုံးချင်ပါသေးတယ်အမေအခု82နှစ်ပြည့်ပါပြီ83နှစ်ထဲမှာပေါ့အမှုညာတော့အရန်လှုပ်ချင်သေးတယ်အာလှုပ်ချင်သေးတယ်လှုပ်ချင်သေးတယ်ခေါ်မဲ့လူမရှိလို့ပါခေါ်မဲ့လူရှိ လုံးဝမှာအမေကကိုနိုင်တဲ့ဘက်ကပေါ့နော်ကိုအသက်နဲ့ကိုခန္ဓာကိုယ်နဲ့သွားနိုင် လုံးနိုင်တဲ့နေရာမှာထိုင်ရင်လုံးဝမှာနောက်ဆက်တစ်ခွက်မလားမချင်းသွားသွားပြီးကနေရတာဟာနောက်တော့ရွာသူရွာသားတွေနဲ့ဇအဖွဲ့တွေလာရင်ကိုမကြည့်ရဲတော့အောင်ကိုဖြစ်ကုန်ကြတာပေါ့အမှုပညာတက်တန်းပြောရင်အမေ73နှစ်သမီးတည်းရယူပကလျာဆိုတဲ့ကားကနေစပြီးတော့အမေရိုက်လာခဲ့တာဆိုတော့ အခု83နှစ်ဆိုတော့ဒီဘယ်လောက်ရှိသွား90ရှိသွားနှစ်90 90ကတော့နားလိုက်ကြံလုံးလိုက်နားလိုက်နားလိုက်တာကတော့အမေအိမ်အောင်ကြသွားတယ်လေအိမ်အောင်ကြသွားတော့သားသမီးလေးတွေရလာတယ်ရလာတော့သူတို့ရဲ့နောင်ရေးပေါ့ပညာရေးဘာရေးညာရေးအဲ့ဒါနဲ့အမေကနားလိုက်ပြီးတော့စီးပွားရေးဘက်ကိုပဲလိုက်တာအဲ့လိုလိုက်လိုက်တော့အမေကဒီရုပ်ရှင်လောကပဲနားသွားတာပေါ့နော်ဒါမဲ့ သားသမီးတွေကြီးလာတဲ့အချိန်ကျတော့ပြန်လှုပ်ချင်တယ်အမေကိုမတိကြတော့ဘူးပေါ့မတိကြတော့ဆိုတော့ဒီဘက်ပိုင်းကဟိုဘက်အပိုင်းကလူတွေကတချို့တွေမရှိကြတော့ဘူးလေတာရမရှိကြတော့တဲ့အတွက်အမေကိုမတိကြတော့တာမတိတော့လည်းမခေါ်ဘူးပေါ့တိနေသေးတယ်လုံနိုင်သေးတယ်လူတွေကတော့လည်းခေါ်မှာပေါ့လေအခုလုံနိုင်တဲ့လူတွေကဘယ်မှာရှိတော့လို့လဲကြီးကုန်냐လေ အမေရုပ်ရှင်ရိုက်ခဲ့တာသူလို့ရှင်ကားပေါင်း100ကျော်တယ်။ဝင်းဦးနဲ့ရိုက်ဖူးတယ်။ရွှေမနဲ့ရိုက်ဖူးတယ်။မြင့်အောင်နဲ့ရိုက်ဖူးတယ်။ကောလဂျင်နေဝင်းနဲ့ရိုက်ဖူးတယ်။နောက်ညွန့်ဝင်းနဲ့ရိုက်ဖူးတယ်။ဝင်းညွန့်နဲ့ရိုက်ဖူးတယ်။ဒီဘက်ကမင်းသားတွေနဲ့တော့မရိုက်ဖူးပေါ့။ဟိုဘက်ကမင်းသားတွေပေါ့။ဒီခင်မြင့်မြင့်ဆိုတော့မင်းသားမင်းနဲ့ပဲရိုက်ကြ။ဟုတ်တယ်။အဲ့ဒီခင်မြင့်မြင့်ဆိုတာလည်းပြောပြအောင်မယ်။ ဟိုးတုန်းကအတန်တိတ်ခေတ်ကဒရိုက်တာကြားဦးသိမ်းမောင်ဆိုတာရှိတယ်။ဟိုးတုန်းကရုပ်ရှင်ဆက်ဆခြင်းတုန်းကအဲ့ဒီကြားဦးသိမ်းမောင်ကအမေကိုခေါ်ပြီးတော့သူကအမှုရလှုပ်ခိုင်းတာပေါ့လှုပ်ခိုင်းတော့အမေကအမှုရလှုပ်တာလှုပ်တော့ခိုင်းတော့ကြည့်ပြီးတော့အေးတဲ့ညီနာမည်ဘူးတဲ့ငါတဲ့ဒီညီဒီနာမည်မကြိုက်ဘူးတဲ့အမေနာမည်ကအေးအေးတင်တဲ့မကြိုက်ဘူးတဲ့အေးလို့သူရှစ်လူကြီးတဲ့ဒီအေးတာတော့ဘာလို့မကြိုက်ဘူး အေးတော့ငါမကြိုက်ဘူးတဲ့ကဲတဲ့ငါစဉ်းစားလာပြီပြီတဲ့အပအဲ့ဒါဆိုရင်ဘာနာမည်ပေးဖို့လဲလို့မိမိခင်ကိုပြောင်းပြန်ပြန်လိုက်မိမိခင်ပြောင်းပြန်ပြန်တော့မိမိခင်ခင်မိမိပေါ့လို့ဆိုအေးတဲ့အော်ဟုတ်လားလို့ဆိုအဲ့ဒီတည်းကအမေကခင်မိမိဖြစ်သွားအမေမိမိငယ်နဲ့တွေ့ရောကိုကင်မိမိသူကမိမိခင်ဘလို့ဘလို့လေးကြောကြတယ် အဲသူကဟိုတုန်းကတော့ပြောရမလေးညီကငတ်နာမယ်ယူထားတာပေါ့အဲ့လိုမျိုးဟိုဟိုးလွန်ခဲ့တဲ့အချိန်ကပေါ့အခုတော့အသက်တွေကြီးသွားတော့ဒါတွေလည်းမပြောတော့ပါဘူးဟဲ့ညီနေကောင်းလားညီလည်းမတွေ့ရတာကြာပြီတက်ကြီးပူတော့ဝဲကြမှာပဲတွေ့ရတော့တာလေသူလည်းငယ်တဲ့လူမဟုတ်တဲ့အတွက်မသွားနိုင်မလားနဲ့အမေလည်းထိုနည်းလကောင်းပါပဲသားသမီးကိုငါဟဲ့ဘယ်သွားချင်လို့ပို့ပြပါသူနိုင်အဲ့တော့မှရတာဆိုတော့အဲ့ဒီအခြေအမှပဲတွေ့ကြတာ အဲ့နေကောင်းတာမမရောနေကောင်းတာပေါ့အဲ့ဒီလိုမမမြင်ရလဲဟိုငဲငယ်လေးအမေရုပ်ရှင်လည်းမရိုက်ခင်နေရအိမ်ဝင်ထွက်နေတာပဲအမေတို့ကအောင်မင်္ဂလာလမ်းမှာနေတယ်သူကဘူလင်းလမ်းထဲမှာနေတယ်အဲ့အဲ့လိုပေါ့နော်ရင်းနီးနီးပဲရှိကြတာလေအဲ့တော့တော့သူကတော့အပြူကြီးပါပါပေါ့အမေကတော့ခန့်ငယ်ငယ်ပဲရှိသေးတာအဲ့တော့နာမည်ပြောင်းပြန်လုပ်လိုက်တော့အမလေးကြီးကငှက်နာမည်ခိုးထားတာ easy ပါ easy ပါဗောလေအမဟုတ်ပါဘူးမမရဲ့ညီမလေးကဒီလိုမဟုတ်ပါဘူးဆိုသူကရည်တယ်တဟာဟာနဲ့အဲ့လိုပါဒါကောင်းပေါက်တရားတော့ရုပ်ရှင်ပါဒါဟိုတကယ်မင်းသားရင်းနေရိုက်တယ်ဇော်ဝမ်းနဲ့လဲတွဲဘူးတယ်ဒါအမေရောကိုကိုကိုဟိုကိုဟိုပရိသတ်ကိုတီးရဲ့အပေါ်မှာဂျေနတ်လာဟိုဒီတက်ပုံပြီးတော့ဟိုလူဟိုတုန်းကတီးခဲ့တာလဲဂျေနတ်တလို့ရှေ့ကိုလဲတိစေခြင်းနဲ့ ဘာဖြစ်လို့လဲဆိုတော့ဟိုကြောင်းဝခြင်းနဲ့စိတ်မဟုတ်ပါဘူးအမေကိုဩဒီအမေတယောက်အသက်ရှင်ပြီးရှိနေသေးတယ်ဘာလားဆိုတဲ့အတိမျိုးကိုထင်ပေါ်ခြင်းတာကျန်တာတော့ဘာမှမဟုတ်ပါဘူးထင်ပေါ်ခြင်းလဲဆိုဟိုထင်ပေါ်ယူတော့မဟုတ်ဘူးเนาะဩဒီအမေဒီတချိန်ကဒီအမေအမေသမီးကြီးအခုချိန်ထိအသက်ရှင်ရှိနေသေးတယ်ဘာလားဆိုတဲ့ဟာလေးကိုပဲအမေကလူခြင်းတာပါပြီးတော့လဲပိတ်ကားပေါ်မှာ အမေကလည်းသူတို့ကိုအမေတက်တဲ့အမှုပညာလေးနဲ့ဖြောပြချင်းသေးတယ်။တချို့တချို့နေရာတွေအမေသွားရင်လေအမေကိုတိတဲ့လူတွေရှိသေးတယ်။ဟဲဟိုတော့အမေတော့နေပါအောင်အဲ့ဒီအမေနာမယနေပါအောင်ခင်တော့ပါတယ်။အနောက်ကမတိတာပါတာလေးပေါ့အဲ့လိုမျိုးလေး။ကင်းကင်းกว่าပါတော့။ကင်းမတိကြဘူး။အနှစ်40ကျော်လေးသားရင်တမိအသက်ပဲ။တမိက သူအိမ်အောင်အမေအိမ်အောင်ကြပြီးမှနားလိုက်တာဆိုတော့လေအနှစ်40ကျော်ပေါ့လှုပ်ချင်သေးတယ်ဒါပေမဲ့ကိုကလှုပ်ချင်ပြီမဲ့ခေါ်တဲ့လူမှမရှိတာအသားရဲ့နေရာနဲ့လိုက်တဲ့နေရာလေးခေါ်အောင်မယ်ဆိုရင်တော့သုံးညအောင်မယ်ဆိုရင်တော့အမေလှုပ်ချင်ပါသေးတယ်ဇွဲရတော့မလျှော့ပါဘူးအမေနိုင်တဲ့ဘက်ကတောင့်တနေရာနေပြီးတော့အမေချစ်တဲ့ပိယိတ်တည်း အမေချစ်တဲ့နာသမီးတွေကိုအမေအမေတက်တဲ့ပညာလေးနဲ့ဖြောပြချင်ပါသေးတယ်အခုလည်းအမေများဖွယ်ထဲမှာကညာပဲလေဩအားပေးကြတဲ့ဓမ္မမိတ်ဆွေပြောင်းအားလုံးကိုအမေကျေးဇူးလဲတင်ပါတယ်ချစ်လဲချစ်ပါတယ်ဆက်ပြီးတော့လဲအားပေးပါအောင်ကျမ်းမာကြပါစေဆိုတဲ့စိတ်နဲ့မေတ္တာပို့ပါတယ်ဒါပါပဲ